Juvanura Harari ရဲ့21 Lessons for 21st Century ဒီစာအုပ်ကိုဆရာတီဟောင်းဝင်းအောင်ကဘာသာပြန်ဆိုပြီးတော့မှဆရာထက်မင်းလင်ကတီးဖြတ်ထားတာပဲဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း78သင်ငန်းစာ30အကျန်းဖက်ဝါဒ Terrorism အကြောင်းမလွန်ကြပါနဲ့။ အကျန်းဖက်သမားများမှာစိတ်ကိုထိမ့်ချုပ်စေစားသည့်နေရာတွင်ဆရာကြီးတွေဖြစ်ကြပါသည်သူတို့တက်ဖြတ်သည့်လူအရေးအတွက်မှာနည်းနည်းလေးပဲဖြစ်တော့လဲလူတန်းထောင်ပေါင်းများစွာကို၆ချာတုံ့လှုပ်စေပါသည်ဥရောပသမ္မတနှင့်အမေရိကန်ပြည်ထောင်စုလိုမျိုးကြီးမားသည့်နိုင်ငံရေးအစုအစည်းများကိုပင်ကန့်လှုပ်နိုင်ပါသည်၂000ခုနှစ်စက်တင်ဘာ17ရက်နေ့ကစပြီးအကျန်းဖက်သမားများကြောင့်နှစ်စဉ်ထိဆုံးခြင်းမှာဥရောပသမ္မတအတွင်း လူပေါင်း90ခန့်ဖြစ်ပါသည်။အမေရိကန်ပြည်ထောင်စုတွင် လူ10ယောက်ခန့်ဖြစ်ပါသည်။တရုတ်ပြည်တွင်လူ9ယောက်ခန့်ဖြစ်ပါသည်။တကယ်ပါလုံးတွင်လူပေါင်း2500ခန့်အကြမ်းဖက်မှုကြောင့်သေဆုံးပါသည်။သေးဆုံးသူအများစုမှာအီရန်အာဖဂန်နစ္စတန်ပါကစ္စတန်နိုင်ဂျီးရီးယားနဲ့ဆီးရီးယားတို့တွင်ဖြစ်ပါသည်။နိုင်ရှင်မီပြောရရင်နေ့စဉ်ရင်းမတော်တဆမှုကြောင့်ဥရောပတွင်လူပေါင်း၈၀၀၀ခန့်သေဆုံးပါသည်။အမေရိကန်ပြည်ထောင်စုတွင်လူပေါင်း၄၀၀၀ခန့် သေဆုံးပါသည်တရုတ်ပြည်တွင်လူပေါင်း2 9000ခန့်သေဆုံးပါသည်ရင်းမတော်တဆမှုကြောင့်စုစုပေါင်းလူပေါင်း1.25တန်းခန့်သေဆုံးပါသည် စီးကြိုနှင့်သွေးတွင်းတခြားတဲ့မြင့်တက်မှုကြောင့်လူပေါင်း3.5တန်းအထိသေဆုံးပါသည်လေထုညဉ့်ဉန်းမှုကြောင့်လူပေါင်း9တန်းခန့်သေဆုံးပါသည်အဖဲကြောင့်အစိုးရများမှတရှိဖြစ်ပွားနေသည့်လေထုညဉ့်ဉန်းမှုကြောင့်မဟုတ်ပဲရံဖန်ရံကာသာဖြစ်သည့် အကျန်းဖက်တိုက်ခိုက်မှုကြောင့်ရွေးကောက်ပွဲရှုံရပါသည်။ Terrorism ဆိုသည့်စကားလုံးမှာမူလ Terror ထိတ်လန့်ကြောက်ရွံ့ခြင်းမှလာသည်ဖြစ်ရာ Terrorism ထိတ်လန့်ကြောက်ရွံ့စီခြင်းဝါရဆိုသည်မှာရုပ်ဝိထုပစ္စည်းများထိခိုက်ပျက်စီးအောင်ဆောင်ရွက်ခြင်းထက်အကြောက်တရားပြန့်နှံ့စေခြင်းဖြင့်နိုင်ငံ၏အခြေအနေကိုပြောင်းလဲစေရန်ကြံဆောင်သည့်စစ်ဗျူဟာတရက်ဖြစ်ပါသည်။ဤနည်းဗျူဟာမှာတစ်ဖက်ရန်သူ၏ရုပ်ဝိထုအင်အားပျက်စီးအောင် များစွာဆောင်ရွက်နိုင်စွမ်းမရှိတော့အလွန်အားနည်းသည့်ပုံကိုအဖွဲ့စည်းများအမြဲလိုလိုတုံးလေးရှိသည့်နည်းပြူဟာဖြစ်ပါသည်စီရေလှူရှားမှုတိုင်းမှာအကြောက်တရားဖြစ်စေသည်မှန်တော်လဲသမယိုးကြစစ်ပွဲတွင်ဖြစ်သည့်အကြောက်တရားမှာရဝိတုပစ္စည်းများပျက်စီးဆုံးရှုံးခြင်းမှလာသည့်ဘေးထွက်ပစ္စည်းဖြစ်ပါသည် ထိုအကြောက်တရားများမှာများသောအားဖြင့် ဆုံးရှုံးမှုကိုဖြစ်စေသည့်အင်အားသုံးစွဲမှုအနည်းများပေါ်မူတည်ပါသည်အကျန်းဖတ်မှုတွင်မူအကြောက်တရားမှာဇက်လန်း၏အဓိကဇာလိုက်ဖြစ်ပါသည်အကျန်းဖတ်သမားများတွင်အပန်တကယ်ရှိသောအင်အားထက်အံ့အားသင့်ဖွယ်ကောင်းလာအောင်အစမတန်ကွာခြားကြီးမားသည့်အကြောက်တရားကိုဖြစ်ပေါ်စေပါသည် အကြမ်းဖက်မှု violence နီလန်ဖြင့်နိုင်ငံ၏အခြေအနေကိုပြောင်းလဲပစ်ဖို့အမြဲတမ်းလွယ်ကူနေသည်မဟုတ်ပါပထမကဘာစစ်တွင်ဖြစ်ခဲ့သည့်စွန့်မြစ်တိုက်ပွဲဗရမနေတွင ဗီရိချစစ်သား1900တေဆုံးပြီး၄000တန်ရာရခဲ့ပါသည်။နိုဗ ెంబ ာတိုက်ပွဲပြီးချိန်တွင်နှစ်ဖက်စလုံးမှာတေဆုံးသူ3သိန်းပါဝင်ကြဆုံးထိခိုက်တန်ရာရသူတသန်းကျော်ရှိပါသည်။သို့သောဤကြောင့်မဲ့တုံလှုပ်ပွဲအစုလိုက်ပြုံလိုက်ဒေဂျီဖြက်စီခြင်းမှာဥရောပရှိ power မျှကြီး balance of power ကိုပြောင်းလဲမသွားနိုင်စေခဲ့ပါ။နောက်ထပ်နှစ်နှစ်လောက်ထပ်ပြီးလူသန်းနှင်ချီ၍ထိခိုက်ပျက်စီးသေးချေပြီးချမ်းမာတာအပြောင်းလဲဖြစ်ပါသည်။ စွန့်မြတ်တိုက်ပွဲနေနိုင်ရှင်လိုက်လင်အကျန်းဖက်ဝါရမှာမဆိုစလောက်ဒေးနုတ်တော်ကိစ္စဖြစ်သွားပါသည်2015နိုဝင်ဘာတွင်ဖာရီအကျန်းဖက်တိုက်ခိုက်မှုကြောင့်လူ130သေဆုံးပါသည်2016 March လဘရက်ဆယ်ဘုံကွဲမှုကြောင့်လူ32ယောက်သေဆုံးပါသည်2019 May Manchester ကွင်းဘုံကွဲမှုကြောင့်လူ22ယောက်သေဆုံးပါသည်2002ခုနှစ်အစ္စရေးမှာပါလက်စတိုင်းကလုပ်သည့်အကြမ်းဖက်တိုက်ခိုက်မှုများအမြင့်မားဆုံးဖြစ်ပွားနေခြင်း မတ်စကာများနှင့်စားတောက်ဆိုင်များနေ့စဉ်နှင့်အမျှပုံခွဲတိုက်ခိုက်ခံနေရသည့်နှစ်တွင်အစ္စရေးပြည်သူ452ဦးသေဆုံးပါသည်1988တွင် လော့ခါဘီမြို့တွင်ဖြစ်ခဲ့သည့်ဖန်နမ်လေယာဉ်အမှတ်103ပုံခွဲခံရမှုကြောင့်လူပေါင်းရာနှင့်ချီ၍သေဆုံးပါသည်ကိုပြင်းဆောင်၁၁အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စံချိန်တစ်တင်ပြီးလူပေါင်း3000နေပါသေးဆုံးပါသည်သို့တော်냐လဲတမယိုးကြစစ်ပွဲတွင်ပေးဆက်ရသည့်တံပိုးနှင့်ရှင်းလိုက်လင်ကိုပြင်းဆောင်17တိုက်ခိုက်မှုတောင်တင်းငယ်သွားပါသည်1945ခုနှစ်မှစ၍ဥရောပတွင်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်မြို့သား၏ဘာသာရေးလက်ဝဲစွန်းလက်ရာစွန်းအကြမ်းဖက်တိုက်ခိုက်မှုအလုံးအပါအဝင်တည်ဆုံးသူဒဏ်ရာရသူစုစုပေါင်းမှာဗရမကဘာစစ်တွင်ဖြစ်ခဲ့သည့်လူမသိလာသည့်တမိုင်းမတွင်လာသည့်တိုက်ပွဲများတွင်တည်ကြည်ပြည့်စည်သူများနှင့်ရှင်းလင်းအများကြီးနေပါပါသည် တတိယမြောက်အိမ်မြတိုက်ပွဲတွင် လူပေါင်းနှစ်သိန်းခွဲတည်ကြည်ပြည့်စည်ပါသည်ဒသမမြောက်အီစွန်ဇိုတိုက်ပွဲတွင်လူပေါင်းနှစ်သိန်း95000မြောက်တည်ကြည်ပြည့်စည်ပါသည်တို့ဆိုရင်အကျန်းဖက်သမားများမှာသူတို့၏ကျန်းဖက်တိုက်ခိုက်မှုများမှပဲလာအောင်မြင်မှုမျောလင့်နိုင်ပါသည်။အကျန်းဖက်တိုက်ခတ်မှုတစ်ခုဆောင်ရွက်ပြီးသွားချိန်တွင်တစ်ဖက်ရန်သူမှစစ်သားအရေးအတွက်ရော့နေသွားခြင်းမရှိပါ။တင့်ကားနှင့်စစ်သင်္ဘောအရေးအတွက်လည်းရော့နေသွားခြင်းမရှိပါ။ တပတ်ရန်သူ၏ဆက်သွယ်ရေးကွန်ရက် ကားလန်ယထာလည်းများလည်းအများအားဖြင့်အကောင်းပရိတန်ခဲ့ပါသည်ဆက်ယုံများစိတ်ကမ်းများစက်ကမ်းများလည်းမှဲ့တပါမစွန့်စီရပါအကျန်းပသမားများနေဖြင့်တပတ်ရန်သူ၏ရုပ်ဝိတုအင်အားကိုတိပါနိုင်ခြင်းမရှိသည့်အတိုင်းတပတ်ရန်သူကသူ၏အကောင်းတိုင်းရှိနေသော အင်အားကိုအကြောက်တရားဖြင့်ထိတ်လန့်တကြားဖြစ်မှုကြောင့်တလွဲသုံးချကလူရာထက်ပိုပြီးတုံ့ပြန်နိုင်ပါသည်အကျန်းပသမားများကတပန်းရန်သူကိုစိတ်တူအောင်ဆွာပြီးတပတ်ကသူ၏ကြီးမားသောအင်အားကိုတုံ့ချ၍ ချီမော့ရန်စ조사တော့ကပုံမပြင်းထန်သည့်စိတ်ရင်းနှင့်နိုင်ငံရေးမုံတိုင်းများဖြစ်ပေါ်လာပါတော့သည်ယင်းတို့ကိုအကျန်းဖက်သမားများနေဖြင့်သူတို့ဘာသာသူတို့ဗန်နီနိုင်စွမ်းရှိသည်မဟုတ်ပါထို့သောမုံတိုင်းများဖြစ်လာပါကကြိုတင်မှန်းဆောင်ထောင်းနိုင်သောကိစ္စများပေါ်ပေါက်လာပါတော့သည်တစ်ဖက်ရန်သူမှာအမတွေလုံမိပြီးအလွန်အလွန်ကြမ်းကြမ်းတတန်လှုပ်ရန်များလုံမိပါတော့သည်လူတို့အမြင်သည်လည်းရင်းရန်လာပါသည်ဈာနေရေးသမားများပင်သူတို့ရည်တည်ချက်ကိုပြောင်းလဲလာပါသည် ထို့ကပါဝါမျှခြင်း balance of power လည်းပြောင်းလာပါတော့သည်တို့ဖြစ်ရာအကျန်းဖက်သမားများမှာတုတ်ကြွေတဲ့ဆိုင်ကိုဖျက်စီးရန်ကြိုးပမ်းသည့်ရင်ကောင်နဲ့တူပါသည်ရင်ကောင်မှာအင်အားအလွန်နှဲပါသည်ဖြစ်ရာလက်ဖက်ရည်ကြွေပကံတလုံးကိုမျှပင်မတွန့်လှဲနိုင်ပါဒါဖြင့်ကြွေတဲ့ပစ္စည်းဆိုင်ကိုဖျက်စီးရန်ရင်ကောင်ကမလုပ်ပါသည်နီကြွဲတကောင်ကိုရှာပြီးသူ့နာထဲသူဝင်ကတဝီဝီမိပါတော့သည်ထို့ကကြွဲက ဒေါသထွက်ကကြောက်လန့်စိတ်ရိုင်းဝင်ပြီးဆိုင်ကိုဖျက်ဆီးပါတော့သည်စက်တင်ဘာ17အကြမ်းဖက်တိုက်ခိုက်မှုပြီးရင်းတို့ပင်ဖြစ်ပွားခဲ့ပါသည်အစ္စလာမစ်ခြေကံဝါရီများမှကျွေတဲ့ဖျက်ဆီးဆိုင်နှင့်တူသောအရှိလေပိုင်းကိုဖျက်ဆီးရန်အမေရိကန်ကြွက်ကြီးကိုစပေးနိုင်ခဲ့သည်ယခုအခါတွင်တော့အပြက်စီအဆွေးမြေကြားထဲတွင်သူတို့တွေကောင်းကောင်းကြီးပောက်ဖွားပါတော့သည်ကဘာတွင် စိတ်တို့ဒေါသထွက်လွယ်သောကြွက်ကြီးများကလည်းရှာမှမရှာဘဲကိုကလပ်ဖန်ထိုးခြင်း ကျမ်းဖတ်ဝါဒမှာစီရေရာဆွဲဆောင်မှုမရှိလာသည့်ပြုဟာဖြစ်သည်အကြောင်းမှာအရေးကြီးသည့်ဆုံးဖြတ်ချက်များကိုချရန်တစ်ဖက်ရန်သူလက်ထက်ပုံဩထားရသောပြုဟာဖြစ်သောကြောင့်ဖြစ်သည်အကျမ်းဖတ်တိုက်ခတ်မှုအပြီးတွင်လည်းတစ်ဖက်ရန်သူလက်ထက်တွင်ရွေးချယ်စရာနည်းလမ်းများမှာတိုက်ခတ်မှုမဖြစ်ခင်ကအတိုင်းအမြင်ရှိနေပါသည်သူအနေဖြင့်ကြိုက်သည့် အတားရွေးချယ်တုံ့ပြန်လို့ရပါသည်စစ်တပ်များမှပုံမှန်အားဖြင့်ထိုးသို့သောအခြေအနေမျိုးကိုရသည့်နေပြင်ရှောင်းနိုင်ရန်ကြိုးစားကြပါသည်စစ်တပ်ကတိုက်လင်းတပတ်ရန်သူကိုစိတ်တူအောင်ဆွာပြီးတုံ့ပြန်သည့်အခြေအနေမျိုးမလို့ခြင်းပင်ထိတ်လန့်ယုံတက်တက်၆လန့်ယုံတက်တက်ပွဲခင်းပြခြင်းမျိုးမလုပ်လို့ကြ စစ်တပ်ကတိုက်ရင်တစ်ဖက်ရန်သူကိုတိတာမြတ်ပြစွာရောဝိထုအကြဆုံးဖြက်စီများစေပြီးပြန်တိုက်နိုင်စွမ်းရော့နေသွားစီမီနိဗျူဟာပြန်တိုက်ခြင်းဖြစ်သည့်တိတိကျကျဆိုရလေတစ်ဖက်ရန်သူ၏အန်ရကြီးဆုံးလက်နက်များနှင့်နီလန်များကိုတုံးမရတော့အောင် ပြက်စီသွားအောင်ရည်ရွယ်ပြီး တိုက်ခိုက်ခြင်းဖြစ်သည့်ဥမာပေးရလင်1941ဒီဇင်ဘာတွင်ဂျပန်ကအမေရိကန်ကိုအလိဝင်တိုက်ပြီးပလဲစိန်ကန်တွင်ပစိဖိတ်ရေတပ်သင်္ဘောများကိုနှိမ့်မြုပ်ပစ်လိုက်ခြင်းမှာအီရွယ်ချက်ဖြင့်တိုက်ခိုက်ခြင်းဖြစ်သည့်ယင်းမှာအကြမ်းဖက်ဝါဒနီလန်မဟုတ်ပေယင်းမှာစစ်ဖြစ်သည့်တိုက်ခိုက်မှုအပြီးအမေရိကန်များဘလို့လက်တုံပြန်ပြီးကိုဂျပန်တွင်မသိတော့လဲတေချာတာတစ်ခုမှာအမေရိကန်တွင်မြည်တော့တုံပြန်ရန်ဆုံးဖြတ်သည်ဖြစ်စေ 1940ဖက်လပိုင်သို့မဟုတ်ဟောင်ကောင်တို့ရေတပ်စေလွှတ်နိုင်တော်မူမဟုတ်ချေတပတ်ရန်သူ၏လက်နက်များနှင့်ရွေးချယ်စရာနည်းလမ်းများကိုဖျက်ဆီးနိုင်ခြင်းမရှိဘဲရန်သူကိုဆော့ပေးခြင်းမှာတခြားရွေးချယ်စရာနည်းလမ်းမရှိတော်သောကြောင့်သွေယူသွေးရန်ဂျမ်းမိဂျန်ရာကိုလှုပ်ခြင်းဖြစ်သည်ရဝိတုအင်အားဖျက်ဆီးအောင်အမတ်တေဆောင်ရွက်ရန်ဖြစ်နိုင်ပါကဘယ်သူမှအကြမ်းဖက်တိုက်ခိုက်ပြီးထိတ်လန့်ယုံ၆လန့်ယုံတတ်တဲ့ မလုပ်ချင်ပေ1948ဒီဇင်ဘာတွင်အမေရိကန်ကိုရန်ဆိုင်ရန်အတွက်ဗလဲစိတ်ကန်ရှိပစိဖိတ်ရေတပ်ကိုမတုံမတိအကောင်တိုင်းထားပြီးဖြတ်သွားဖြတ်လာအရသာတင်မောတစ်ခုကိုဂျပန်ကတော်ပီတိုဒုံးကျည်ဖြင့်ပစ်ပါကစိတ်ယူထားသည့်လောက်ရသားဖြစ်ပေမည်သို့သော အကျန်းဖက်သမားများမှရွေးချယ်စရာမရှိပေသူတို့မှာအင်အားလွန်နေသည့်ဖြစ်ရာစစ်မတိုင်နိုင်ပြီသို့ဖြစ်ရာအကျန်းဖက်မှုကိုဇက်ပွဲဆန်ဆန်ပွဲခင်းရန်သူကိုစွပေးကရန်သူကလူသည်ထက်ပိုပြီးလုံလုံကျွံကျွံတုံ့ပြန်လာအောင်လုပ်ရလေသည် အကျန်းဖက်သမားများကကျောင်းမက်ဖွယ်ကျန်းဖက်လို့ရပြင်ဆက်လန်းခင်းကကျွန်တို့၏စိတ်နှလုံးကိုတိမ်ကြုံဆွဲငင်ခြောက်ချစေပြီးအရေးကိုရန်သူတင်သည့်မိမိကိုယ်ကိုပြန်ထိခိုက်စေမည့်အဖြစ်မျိုးရအောင်ဆောင်ရွက်လေသည်လူလက်တဆုပ်စာလာကိုတတ်ပြပြီးလူတန်းနဲ့ချီ၍မိမိအသက်အတွက်စိုးရင်ခြောက်ချအောင်ကျန်းဖက်သမားများကလုပ်လေသည် ထို့သောအကျန်းဖက်သမားများ၏ထိတ်လန့်ကြောက်ရွံ့ပွဲလို့ရဖြင့် ဇက်လန်းစင်ချင်းကြောင့်ပေါ်လာသည့်ပြည်သူလူထုကြီးကြောက်တရားကိုတတ်တာစဉ်အစိုးရကလုံခြုံရေးအင်အားပြခြင်းဖြင့်တုံ့ပြန်လေသည်အစိုးရကတုံ့ပြန်ရာတွင်လူအုပ်စုတစ်ခုလုံးကိုနှိပ်ကွပ်ပြခြင်းသို့မဟုတ်နိုင်ငံသားတိုင်းပြည်ကိုကျူးကျော်တိုက်ခိုက်ပြခြင်းဖြင့်သူ့အင်အားရှိကြောင်းအကြီးအကျယ်ပြဖို့ရာဆောင်ရွက်လေသည်များသောအားဖြင့်ကျန်းဖက်လို့ရက်ကိုရင်းသို့အလွန်ကြုံတုံ့ပြန်ခြင်းကအကျန်းဖက်သမားများ၏လို့ရက်ထက်ကျွန်တို့တို့၏လုံခြုံရေးကိုပုံမှုဆိုးရွားစွာထိခိုက်စေတော့သည် အကျန်းဖက်သမားများမှာစစ်တပ်စစ်ဗိုလ်ချုပ်များစဉ်းစားသလိုမစဉ်းစားကြ။သူတို့ကဇက်သမားများ producer များဇလန်းခင်းပြဖို့စဉ်းစားသလိုစဉ်းစားလေသည်။ကိုမြင့်ဆောင်စက်တီထိခိုက်မှုကိုပြည်သူလူထုစိတ်ထဲစွမ်းနေပုံကိုကြည်ပါကဤချက်မှာတိုင်းနာပေါင်းရင်းလာမည်ဖြစ်သည်စက်တင်ဘာ17အကျန်းဖက်တိုက်ခိုက်မှုတွင်ဘာဖြစ်သလဲလူတွေကိုမေးကြည့်ပါ World Trade Center ၏အမဘူးတာဝါကြီးကိုအခိုက်ရာအဖွဲ့ကလေရင်ဖြင့်တိုက်ပြီးဖြိုလဲပစ်ခဲ့သည်ဟုအများအားဖြင့်ဖြစ်မည်ဖြစ်သည် သို့သောတကယ်တိုက်ခိုက်မှုမှာ World Trade Center တိုက်ခိုက်မှုတွင်မကပါနောက်ထပ်အဖြစ်နှစ်ခုဖြစ်ပွားခဲ့သေးသည်ယင်းတို့ထဲမှတစ်ခုမှာ Pentagon ကိုအမြင့်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်အဘယ်ကြောင့်ဘယ်သူမှဤကိစ္စကိုမမတ်မိရပါသည်နီ September 17ရက်ဂျမ်ဘတ်တိုက်ခိုက်မှုမှာတမယိုးချစစ်ပွဲမျိုးသာဖြစ်ပါက တင်ဒဂွန်ဌာနချုပ်တိုက်ခိုက်မှုကိုအဓိကအာရုံစိုက်ကြမည်ဖြစ်သည်ဤတိုက်ခိုက်မှုတွင်အယ်ခိုင်တာဖွဲ့မှရန်သူ၏ပင်မဌာနချုပ်ဒစိမ့်တစ်ပိုင်းကိုဖျက်ဆီးပြစ်နိုင်ခဲ့ပြီးထိတ်တန့်စစ်အရာရှိများနှင့်စစ်ရေးကျွမ်းကျင်သူများကိုထိခိုက်ဒဏ်ရာရအောင်တိုက်စုံအောင်ဆောင်ရွက်နိုင်ခဲ့သည်တို့ဖြစ်ရာပြည်သူလူထုကအဖက်ကြောင့်အရက်သားအများပြည်သူဆိုင်ရာအဆောက်အုံနှစ်ခုပြက်စီးခြင်းနှင့်ရှေးဟာရောင်းဝယ်လုပ်သူများစစ်ရေးများစီးရင်များတိုက်စုံခြင်းကိုများစွာပို၍အလေးပေးအာရုံစိုက်ရပါသည်နီး အကြောင်းမှာနှိုင်းရှင်ကြီးဒါလင်ဖန်တဂွန်မှာတည်တာထင်ရှားသောအဆောက်အုံမျိုးမဟုတ်ပဲခန်းနဲ့နေအဆောက်အုံသာဖြစ်ပြီးဝေါ်ဒရိတ်စင်တာမှာမူမိုးတိုမတ်တ်ထိုးထွက်နေသောရှေလမျိုးအဆောက်အုံကြီးဖြစ်သည်ဒီစင်တာကြီးပြိုလဲသောအခါရုတ်ရော့အတန်မှာဟိမ့်ထွက်လေသည် ရင်းဆောင်အောင်ကြီးပြိုလဲတာကိုမြင်ရကြားရသူတို့အဖို့မှာတသက်မမေ့နိုင်စရာဖြစ်ရကြီးဖြစ်ပါချေသည်ကျွန်ုပ်တို့နေဖြင့်အကျန်းဖက်ဝါရဆိုသည်ကိုဇလန်းဆက်ကွက်တပွဲစိတ်ထဲကအလိုလိုအောင့်မေ့သည်ဖြစ်ရာရုပ်ဝိတုပြည်စီဘက်လောက်ထိခိုက်ပြည်စီသည်လဲဆိုတာထက်စိတ်ပိုင်းခံစားမှုပိုင်းဆိုင်ရာဘက်လောက်ထိခိုက်စေသည်လဲဆိုသည်ကိုကြည့်၍အကဲဖြန့်လေသည်ထိတ်လန့်ချောက်ကြစေသည့်ကျမ်းဖက်ဝါဒကိုတိုက်ဖြတ်လိုသူများအနေဖြင့်စစ်တပ်စစ်ဗိုလ်ချုပ်များစဉ်းစားသလိုမစဉ်းစားဘဲအကျမ်းဖက်သမားများလုပ်သလိုဇက်ပွဲ ကျူစာများလောက်သလိုစဉ်းစားရမည်ဖြစ်သည့်ထို့ပြင်အကျန်းဘက်ဝါရကိုထိထိရရောက်တိုက်ဖြတ်လိုပါကကျွန်တို့နေပြင်သဘောပေါက်ရမည်မှာအကျန်းဘက်သမားတွေဘယ်လိုလုပ်လို့ကျွန်တို့ကိုအနာယူနိုင်မည်မဟုတ်ဟူသည့်အချက်ပင်ဖြစ်သည့်ဆိုလိုသည်မှာအကျန်းဖက်သမားများစွပေးသည်ကိုတလွဲအင်အားအလွန်ကျုံတုတ်ပြန်မိပါကမိမိဘာသာဖြက်စည်းသလိုဖြစ်မည်ဆိုသည့်အချက်ပင်ဖြစ်သည့်အကျန်းဘက်သမားများမှာဖြစ်နိုင်ခြင်းမရှိဟုထင်ရသည့်နိလန်းကိုဆောင်ရွက်ကြခြင်းဖြစ်သည့်မြင်းမှာသူတို့တွင်စစ်တပ်ရှိတော်လဲ ပါဝါမျှကြီးကိုအကြံဖက်နည်းဖြင့်ပြောင်းလဲပြင်ရန်ဂျိုးပန်းဒီနီလန်ကိုရွေးချယ်ခြင်းဖြစ်သည်။ ထိုဤမှန်းချက်ကိုကောင်းတဲ့ဖော်ရန်အကျန်းဘက်သမားများကအစိုးရတရက်နေပြင်ဆောင်ရွက်ရန်ဘယ်လိုမှ မတက်ဆွမ်းနိုင်သည့်ကိစ္စတခုကိုဆောင်ရွက်ပေးရန်စိန်ခေါ်ခြင်းပင်ဖြစ်သည်။ရင်းစိန်ခေါ်မှုမှာအစိုးရနေဖြင့်နိုင်ငံသားအလုံးကိုနိုင်ငံရေးရကျန်းဖက်ခံရမှုမှအချိန်တိုင်းနေရာတိုင်းတွင်ကာကွယ်ပေးနိုင်ကြောင်းသက်သေပြခံခြင်းဖြစ်သည်။အစိုးရကဤမဖြစ်နိုင်သည့်ကိစ္စကိုကောင်းတဲ့ဘော်ဘူးကြိုးစားပါကအစိုးရမှကုကလပန်ကိုထုကုဖဲကိုချွင်းကအကျန်းဖက်သမားများလက်ထဲသို့ကြိုတင်မှန်းဆထားခြင်းရှိသည့် Spate Fair တစ်ချက်ရ ောက်ကောင်းရောက်လာမည်ဖြစ်သည်။ဇိုယာကရင်းစိန်ခေါ်ချက်ကိုကန်တွယ်ဖြည့်ရှင်းသည့်အခါအကျန်းဖက်သမားများကိုချိန်မုံနိုင်သည်ဆိုတာကတော့အမှန်ပါသည်။လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းနိုင်ငံဇိုယာတီတီကယာချီသော အကြံဖက်ဖွဲ့စည်းများကိုအမြင့်ပြတ်တုတ်တင်ရှင်းလင်းနိုင်ခဲ့ပါသည်၂002ခုမှ2004ခုအတွင်းအင်တန်ကျန်းကျုပ်ရက်ဆက်ပါသည်ဆိုသည့်အကြံဖက်ဖွဲ့စည်းများကိုအစ္စရေးကအင်အားသုံးချေမှုနိုင်ကြောင်းတတ်သိပြခဲ့သည်ရင်းခဲ့သောထိတ်တန့်ရင်ဆိုင်နိုင်မှာကအနာရဖို့ရအခွင့်အလမ်းမရှိသလောက်ဖြစ်ကြောင်းကိုအကြံဖက်သမားများအနေဖြင့်လည်းကောင်းကောင်းသိပါသည်သို့တော်လည်းသူတို့မှာအင်အားကလည်းအလွန်နဲ့အခြားသောစီရင်နီလန်းလည်းဘာမှမရှိသေးဖြစ်ရာအကြံဖက်နီလန်းကိုသုံးချင်းဖြင့်သာသူတို့အတွက်ရှုံးစရာမရှိဘဲအမျက်ထွက်ဖို့ရာရှိပါသည် တခါတရံအကျန်းဖက်မှုတိုက်ဖြတ်သည့်စစ်စီရင်များကပင်အကျန်းဖက်သမားများကိုအမျက်ထွက်စေနိုင်သည့်နိုင်ငံရေးပုံတိုင်းများဖြစ်ပေါ်စေသည့်ဖြစ်ရာရင်းကြောင့်ပင်သူတို့ကဒီလောင်းကြီးကိုထပ်ပြီးကစားကြခြင်းဖြစ်ပါသည်အကျန်းဖက်သမားများမှာ အခြေအနေမကောင်းသည့်မစွန်းသည့်ဖဲများကိုဂင်ထားသည့်ဖဲသမားတူနှင့်တူပါသည်တို့ဖြစ်ရာဖဲချက်များကိုကလပ်ဖန်ပြန်ထုဖဲပြန်ထုဖို့လိုကြောင်းကြံကစားသမားများယုံကြည်လာအောင်လုပ်ပါသည်ဖဲချက်တွေကိုကလပ်ဖန်ထုဖဲပြန်ထုပြီးဝေဘဲအစ်များရလင်းသူ့အတွက်ရှုံးစရာအကြောင်းတကြားမှမရှိပါအားလုံးအနိုင်ရသွားနိုင်ကြသာရှိပါသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရစေကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ